င်္ဂလာပါရှင်ဗမာခေတ်တရင်ဌာနရဲ့ထိတ်တန့်ရောက်နောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်မရှင်ပထမဆုံးသတင်းအနေနဲ့တမူးမျိုးကိုရခုနဲ့တွင်ရအောင်တင်နိုင်ရေးကြိုးစားမြို့ PDF ရေပေါ်များပြောဆိုရသတင်းပဲဖြစ်ပါရရှင်အိန္ဒိယမြန်မာနယ်စပ်ရှိတမူးမျိုးကိုရခု2025အတွင်းသိမ့်ပိုင်နိုင်ရေးစစ်စင်ရေးစတင်နေပြီးတင်နိုင်ရေးအတွက်ကြိုးစားသွားမည်ဖြစ်ကြောင်းတမူးခရိုင်ပြည်သူ့ကော်မတီ PDF ရေပေါ်များကပြောသည် ဧပြီလ29ရက်ကပြုလုပ်သည့်ကဘော်ညင်အောင်ကမ်ပိန်း၌ပြည်သူများပါဝင်စေရန်နှိုးဆော်သည့်စကားဝိုင်းဆွေးနွေးပွဲတွင်တမူခိုင်အမတ်တတရင်နှင့်အမတ်နှင့်တရင်မှရဲဘော်များကတမူမျိုးသိမ်းစစ်စင်ရေးရေးပါမှုကဘော်ညင်အောင်ကမ်ပိန်း၌ပြည်သူများပါဝင်ရန်လိုအပ်မှုအခြေအနေများကိုဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည့်တမူခိုင်တွင်စစ်စင်ရေးသည့်အခြားခိုင်များနှင့်မတူဘဲတော်လိုင်းရင်တက်များအနေဖြင့်စစ်ကောင်စီကိုသာမကဖြူစောတီကတဲ့နာကရှမ်းနှင့် SNA တို့ကိုပါတိုက်ခိုက်ရခြင်းဖြစ်ကြောင်းတမူခိုင် PDF ရဲဘော်တို့ကပြော သည်တမူးမျိုးရင်းစကောင်းစီလက်ပါစီပြူစောတီအာကောင်တကယ်သို့ကတဲ့နှင့်နာကလက်ကင်များသည်လည်းအိန္ဒိယနိုင်ငံအတွင်သွားလာနိုင်သည့်အခြေအနေရှိကြောင်းတမူးမျိုးရန်ရှိရေးအတွက်တိုင်းခိုင်ရန်စိန်ခုံမှုများစွာရှိတော်လေအမြန်ဆုံးတိမ့်ပိုက်ထိန်းချုပ်နိုင်မှသာအချားခရိုင်များတိမ့်ပိုက်ရေးများစွာထောက်ကူဖြစ်စေမြို့စကောင်းဝင်းဆွေးနေပေ၌ပါဝင်သည့်တမူးခရိုင် PDF ဖြေဘော်ကပြောသည် စစ်ကောင်စီအင်အားနည်းတဲ့ဆိုပေမဲ့တိုက်ရမဲ့နေရာကအရန်ကျဲပြန်နေစစ်တပ်တခုလည်းရည်ရွယ်ပြီးတိုက်ရမှာမဟုတ်ဘူးရဲဘော်တွေကတော့အကောင်းဆုံးထိစူးစားသွားမယ်ဒီနေ့တည်းမှာဒီမျိုးကိုသိမ်းမယ်အကောင်းဆုံးရအောင်လှုပ်ဆောင်သွားမယ်ဟုတမူးခရိုင် PDF ရဲဘော်ကပြောသည်ထို့ကြောင့်အရှာရှုံနေတဲ့ဖြင့်အောင်မြင်မှုရအောင်လှုပ်ဆောင်နိုင်ရေးကပုန်ညီနောင်ကမစ်၌ပါဝင်သွားရင်ပြည်သူများကိုတိုက်တွန်းလိုကြောင်းလက်ရှိတိုက်ပွဲများ၌ရဲဘော်အချို့မကြဆုံးသင့်မဲကြဆုံးခဲ့ရကြောင်းကြီးကအုတ်ထုတ်များအပြေဝမစင်ပေးနိုင်ခဲ့၍ဖြစ်ကြောင်းပြောသည်ပြည်ရင်းပြည်ပကိုညီထ ောက်ပံ့နေသည့်အဖွဲ့များအပေါ်တွင်ပြည်သူများ၏ပါဝင်မှုတော်လည်တက်များပူပေါင်းပြီးတမူးမြို့သိမ်းစစ်စင်ရေးကိုတချီတဲ့ယုံနိုင်မှာကကျန်မြို့များကိုထိုးစစ်ဆင်ရနိုင်ထောက်ပို့အပေါ်တွင်ကျန်သည့်လိုအပ်ချက်များပုံမှုဖြည့်ဆည်းနိုင်မည်ဟုပြောသည်တမိုးမျိုးဆိုရာကြီးကိုကျွန်တော်တို့ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ကလေးမျိုးဆိုရာတိမ်မို့အတွက်ကမခဲရင်တော့ဘူးဟုတမိုးပြန် PDF ရဲဘော်ကပြောသည် လက်ရှိရင်းပြည်သူများအနေဖြင့်လေကြောင်းရံတရီပြူရန်လေ၎င်းတို့ကတရီပေသည်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ရာပြည်သူရှိရာနေရာများကိုအဓိကပိတ်မတ်ထားတိုက်ခိုက်နေသည်ကိုတွေ့ရသည်ဟုပြောသည်ရင်းတို့တိုက်ခိုက်နေမှုသည်ပြည်သူနှင့်တော်လှန်ရေးတပ်ဖွဲ့များကြားသွေးခွဲနေခြင်းဖြစ်ကြောင်းတော်လှန်ရေးတပ်များရှိ၍ဘုံကျဲခံရသည်ဟုအမြင်ကိုရိုက်ထည်နေခြင်းဖြစ်ကြောင်း PDF ဖြေဘော်ကပြောသည် စကိုင်းတိုင်းကလေးနှင့်တမုံခရိုင်များပါဝင်သည့်ကပေါ်ဒေသအလွတ်များ၏အထူးဦးစားပေးဆောင်ရွက်နေကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရင်မွန်ကမတ်လ22ရက်တွင်ပြောကြားထားသည် ကမ္ဘာညင်အောင်ကမ်ပိန်းအဖွဲ့မဲ့ကဏ္ဍကိုမတ်လ20ရက်ညပိုင်းကကျင်းပခဲ့ရာဝင်ကြီးဥယျာဉ်မှတက်ရောက်ခဲ့ပြီးထို့သို့ပြောကြားခဲ့ခြင်းဖြစ်သည်ကမ္ဘာညင်အောင် project ကိုမတ်လ20ရက်ကစတင်ကဧပြီလ20ရက်ထိသတ်မှတ်ထားပြီးရှမ်ဘုံငွေချက်သိန်း1000ရာရှိရှာဖွေရွယ်ထားကြောင်းသိပေးထားသည်ယခုရန်ဘုံငွေရှာဖွေမှုသည်အဖွဲ့14ဝက်အတွက်လှူဆောင်ခြင်းဖြစ်ပြီးပြည်သူများတက်နိုင်သည့်ပတ်ဝန်းကျင်တိုက်တွန်းထားသည်ချင်းရွှေမြင့်နှင့်အိန္ဒိယနယ်စပ်ကြောင့်ဂျိုင်ဝန်လွေမြင့်ဒေသဖြစ်သောကဘောဒေသတွင် အမှန်တစ်စစ်ဒေတာအရေးကြီးသည့်ဒေတာဖြစ်ပြီးရှင်ဒေတာ၌ကလေးနှင့်တမှုမျိုးများပဝင်ကြောင်းဝန်ကြီးဦးရင်မောင်ကပြောသည်နိုင်ငံရေးနိုင်ငံသားရေးကုန်သွယ်ရေးနှင့်စီးရေးအရသမိုင်းတလျှောက်အရေးပါခဲ့သည့်ရှင်ကဘောဒေတာကိုလွတ်မြောက်အနေဖြင့်ဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း၎င်းကဆိုသည် ကဘောဂျိုင်ဝမ်သည်စကိုင်းနိုင်ဒေသကြီးအနောက်ပိုင်းတွင်တည်ရှိသည့်ကုန်းမြင့်ဂျိုင်ဝမ်တစ်ခုဖြစ်သည်။အိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်နယ်နိမိတ်နှင့်အနီးကပ်စွာတည်ရှိသည်။ကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေသအနေနဲ့လည်းဒီဒေသဒီနယ်မြေလွတ်မြောက်ရေးကိုအထူးဦးစားပေးအနေနဲ့စဉ်စားဆောင်ရွက်နေတာလည်းရှိတယ်လို့ပြောရပါမယ်ဟုဝန်ကြီးဦးရင်မောင်ကပြောသည်။တော်လင်းရင်းစပိုင်းတွေကကာဝေးဝင်ကြီးဌာနနဲ့မဟာမိတ်တိုင်းသားတော်လင်းအဖွဲ့များဖြစ်သောကချင် KIA ချင်း CNS CNA ကရင်နေ KNBBK ABSDF တို့ပါဝင်သောဗဟုကုကဲရေးနှင့်ပေါင်းစပ်ညီနာရေးကော်မတီ C3CE သဘောတူဆုံးဖြတ်ချက်အရအမှတ်၁စစ်တေးတာကို2022ခုနှစ်နှစ်လယ်ပိုင်း၌စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုရှင်းပြသည်။ ကလေးနှင့်တမူခရိုင်နှစ်ခုလုံးနှင့်နေမြေစုံမထင်းချုံမှုကို PDF တက်မတော်ကအတိအကရယူထားကြောင်းစက်ကောင်စီလုံးဝကင်းစင်ခြင်းမရှိသေးတော့လေတနေ့လုံးကို PDF များကထင်းချုံထားကြောင်းရှင်းပြသည်ကလေးနှင့်တမူမျိုးတို့ရဲ့နောက်စက်ကောင်စီအကျဉ်းချုပ်များရှိနေသည်ဟုဝန်ကြီးဥယျာဉ်မွန်ကပြောထားသည်ရခိုင်ဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့နောင်ချိုတောင်ခမ်းဒေသစစ်တပ်900နှစ်တက်စကန်အနေတိုက်ပွဲဖြစ်ပွားခြင်းစစ်လေရင်မြစ်စိမ့်ငွေပုံ၁၁လုံးကျဲချဆွဲတဲ့တွင်ဖြစ်ပါရခြင်း ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာရှိအစံဘတ်စတိတ်900နှစ်တက်စကန်အနေတိုက်ပွဲဖြစ်ပွားနေချိန်စစ်တပ်ကလေရင်ဖြင့်စိန်ငွေပုံ၁၁လုံးကျဲကျတိုက်ခိုက်ခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်သည်ဧပြီလ29ရက်နေ့နနက်၈နာရီမှမွန်လယ်3:40မိနစ်အချိန်ထိစစ်တပ်ကနောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာရှိ900နှစ်တက်စကန်အနီးတွင်တိုက်ပွဲဖြစ်ပွားနေချိန်လေရင်ပြင်အစိမ့်ငွေပုံ၁၁လုံးကျဲချတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင်ကျန်းဘက်စစ်တိတ်900တက်စကန်နဲ့453တက်စကန်မှာကျန်းဘက်စစ်ကောင်းစီတပ်သားများကလည်း120မမလက်နက်ကြီး26လုံးပြက်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်ကျန်းဘက်စစ်ကောင်းစီကအပြစ်ရစေးကလာကိုဧပြီလကုန်ထိထမှန်တိုးမြင့်ထားတော့လေပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အုပ်ချုပ်သောမျိုးနယ်များကိုစီရင်ရများဖြစ်တဲ့ချင်းထိုးစစ်ဆင်ခြင်များပြုလုပ်ခြင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းများလုပ်ဆောင်ရရှိကြောင်းသိရသည်ထို့ပြင်ဧပြီလ 2024ရဲ့နေ့ကလည်းနှောင်းချိုမြို့နယ်ကိုစံဖက်စစ်ကောင်စီတပ်ကလေးချောင်းဖြင့်စိတ်ငွေပုံ၈လုံးနဲ့ပုံ29လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ ဆလဘီလာရှိုးမြို့နယ်ဟန်နာရွာတွင် MNDA တပ်သား2ဦးကို SSPB ကဖမ်းဆီးတိုက်ပွဲဖြစ်လာပြီဆိုပြီးဒေသခံများတင်းရှောင်ဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်ဟန်နာရွာတွင်ကိုကန် MNDA တပ်သား2ဦးကို ရှမ်းပြည်တူတရေးပါတီ SSPB တပ်ကရှနေ2025ခုနှစ်ဧပြီလ30ရက်နေ့နနက်7:00နာရီကျော်ကဖမ်းဆီးလိုက်သည်ဟုဒေသခံများထံမှသိရသည်။ MNDA နဲ့ SSPB တို့တိဘောမျိုးနဲ့လာရှိုးမျိုးနဲ့ဆက်ကြီးရွာများတွင်နေမြင့်အငင်းပွားမှုဖြစ်နေခ င်းစီရဲလဲတင်းမာလာနေပြီးဒေသခံများလဲတင်းရှောင်နေကြပြီဟုသိရသည် ပြင်းမိန်ပြန်ရလို့ရှမ်းစစ်သားတွေရောက်လာတဲ့ဟန်နာရွာတွေကိုကိုကန့်တက်ကမနေ့ကတည်းကဝင်နေထားတာလေအခုရှမ်းတက်တွေကအပြင်ကနေပြန်ဝိုင်းထားတာပေါ့သူတို့ကရှမ်းစစ်သားရှိလားမရှိလားလာကြည့်တာရှမ်းတွေကအရှင်ဖမ်းလိုက်တာပေါ့ဟုဒေသခံတွေကတာချီလိတ် news agency ကိုပြောသည်လက်ရှိတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း MNDA တပ်များဟန်နာရွာမှတပ်ပြန်မဆုပ်ပါကပြင်းမိန်ရထားသည့် SSPB တပ်များနဲ့တိုက်ပွဲဖြစ်လာနိုင်သည်ဟုဆိုသည် ဟန်နာကို MND ကတထောင်း29နောက်ပိုင်းမှာရောက်လာတာတစ်ချိန်လုံးကသူတို့ဒီဘက်နေရာကိုအိမ်မက်မက်ဖူးမာတာမဟုတ်ဘူးဟုဒေသခံသူကဆက်ပြောသည် လားရှိုးမြို့နန္နာရွာနှင့်ကြောင်မီသွေးတွင်းများရှိရာတိဘောမြို့နှင့်နမ္မရွာတို့မှ15မိုင်ဝန်းကျင်ဝေးပြီးနမ္မချောင်းတစ်ဖက်စီခြားလျိုဆိုသည်လက်ရှိတွင်တိုက်ပွဲဖြစ်လာမည်ဆိုရင်ဟန္နာရွာနှင့်ဟင်းလွန်ရွာတို့မှဒေသခံများတင်းရှောင်နေကြရပြီးဟန္နာရွာတွင် MNDA ကတက်ဆွဲနေကဟင်းလွန်ရွာတွင် SSPB တပ်များရှိနေသည်ဟုသိရသည်ဟန္နာကျေးရွာအုပ်စုတွင်ဟန္နာဟင်းလွန်နားလိုက်နမ္မငင်းကောက်ကောစသည်ဖြင့်ကျေးရွာများရှိနေသည် ဧပြီလ20ရက်နေ့ညနေပိုင်းကကိုကန်တံများသည့်တီဘောမြို့နယ်နမ်မကျေးရွာသို့ဝင်ရောက်လာရက SSPB တံများနှင့်စကားအခြေတင်ဖြစ်ကြပြီးနောက်ဧပြီလ29ရက်နေ့နေ့နက်ပိုင်းတွင်ပြက်ကတ်မှုဖြစ်ပွားက SSPB တံများကိုစင်ကြော့ကြော်သည့်အထိစောက်ခွာသွားရန် MND ဘက်ကပြောဆိုသည်ဟုဆိုသည်နမ်မကျေးရွာမှ SSPB ဌာနချုပ်ဟောင်းရှိရာစင်ကြော့အထိကို MND တံများနေရာယူထားပြီးဖြစ်ပြီးစင်ကြော့ကိုကြော်ပါကရှမ်းပြည်နယ်အလဲပိုင်းနှင့်တောင်ပိုင်းအတွင်းသို့ရောက်ရှိမည်ဖြစ်သည် နမ်မာရွာရင်ရှမ်းလူမျိုးများသာနေထိုင်ကြကအစိုးရပုတ်ကလေးကကြောင်မီတွေတွင်များရှိပြီးနှစ်ပေါင်း30ကျော်ကြာ SSPB ကဂိမ်းများချိုက်တက်ဆဲနေထားခြင်းဖြစ်သည်ဟုသိရသည်စင်ကျော်သည်ရှမ်းတော်လင်းအဖွဲ့များအထူးဒေသ၃ခုဆိုကငိမ့်ချင်းယူနေစဉ်1985ခုနှစ်ဝင်းကျင်ကက SSA ဌာနချုပ်ဖြစ်ခဲ့သည် ထို့နောက်ရှမ်းနှဘွဲ့ကွဲစဉ် SSPB ကဝမ်ဟိုင်း၌ဌာနချုပ်တီဗီစင်ကြော၌စင်ကြော်ပြည်သူစစ်တပ်ဖွဲ့ကအထိုင်ချသည်ထို့နောက်စင်ကြော်ပြည်သူစစ်သည်2024ခုနှစ်အတွင်း SSPB နှင့်ပြန်လည်ပေါင်းစည်းလိုက်ပြီးဖြစ်သည်နမ်မရွာသည်လာရှိုးမြို့နယ်နမ်ပောင်ရွာအနီးတွင်တည်ရှိပြီး MNDA သည်တရုတ်ဖီအားကြောင့်လာရှိုးမှဆုတ်ခွာပေးလိုက်ရသောလေလာရှိုးမြို့နယ်ဝင်းချင်းရွာများ၌တက်ဆွဲထားစေဖြစ်သည် ဆလဘီကိုခိုင်မငွေကြေးကြောင့်စကားများရှံဖြစ်ပြီးရိုင်းနှမှုဖြစ်လို့သုံးဦးတန်ရရဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်တောင်းတက် DNL ထိန်းချုပ်ထားတဲ့ကုတ်ခိုင်မြို့နယ်မှာရရှိရန်ချမ်းတဲ့ငွေတွေကိုတောင်းရာကနေစကားများရန်ဖြစ်ပြီးရိုင်းနှံမှုဖြစ်လို့အမျိုးသားတအုပ်နဲ့အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဖြစ်စဉ်ကိုသိရသူအမျိုးသားရဲ့ပြောပြချက်အရသိရှိရပါတယ်။ ဧပြီလ29ရက်ညနေ6:00နာရီဝန်းကျင်မှာရက်ကွက်ရှစ်ကဖြုံးမိုးစဲသိန်းကျော်ရရမယ်လူတွေနဲ့ခိုးလုံရရှိဖြုံးဝဲထားတဲ့သူတွေကရက်ကွက်ရှစ်မှာစကားများရန်ဖြစ်ပြီးဖြုံးမိုးရရမယ်မိသားစုကရှိုင်းနှက်ခံခဲ့ရတာဖြစ်ပါတယ်။ ဖြစ်စဉ်ကိုသိရတဲ့အမျိုးသားကပြုံးမှုပေးရမှာကကြာနေပြီတဲ့အဲ့ဒါကိုလာတောင်းတော့သူတို့ကပေးစရာမရှိသေးဘူးတဲ့အဲ့ဒါကိုမသိဘူးစကားများကြတာရိုက်ကြတာပေါ့လို့ပြောပါတယ်၎င်းဆိုင်နဲ့ခံရသူ၃ဟာလက်ရှိမှာတော့ကိုကင်ပြည်သူစေယုံမှာစိတ်ကူတာမှုခံယူနေရတယ်လို့ဆိုပါတယ်ဆိုင်နဲ့သူနဲ့ဖြစ်စဉ်ကိုသိရဖို့စစ်စေးရဲ့အနီးဝန်းကျင်ကငါ့ကို TNL ကဖမ်းဆီးသွားတယ်လို့နှစ်ဦးကိုလည်း MNDA ကဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ဆိုပါတယ် ခိုလုံရွာရဲက MNDA ကဝင်ရောက်ဖမ်းဆီးချိန်ရွာသားအမျိုးသားတဦးကိုလည်းတနက်တင်နဲ့ရိုင်းနှက်ခဲ့ကြောင်းဖြစ်စဉ်ကိုသိရသူအမျိုးသားရဲ့ပြောပြချက်အရသိရှိရပါတယ်ရှင်။